ငယ်ရတော့မြင်လာပါအဲ့တော့ဒီနေ့မှာကျွန်တော်တို့ Microsoft တင်ကဲစားတွေကိုပြောပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့ Microsoft တင်ကဲစားဆိုတဲ့နေရာမှာကျွန်တော်တို့အခုမှခြေခံစာသုံးပိုင်းကြီးကိုရန်ယူဆောင်ပြီးတော့အဲကျွန်တော်ဒီ1 by 1 online 1 to 1 relationship ပေါ့နော် Zoom တင်တဲ့တက်ကြီးကိုတွေ့ရောကျွန်တော်တို့က Microsoft ကိုစလေးလာပုံပေါ့နော်အဲဒီဗီဒီယိုလေးက အခြေခံအနေနဲ့ကျွန်တော်ပြောပြမှာဖြစ်တယ်။အဲတော့ကျွန်တော်တို့ကဒါကွန်ပျူတာတစ်ခုက desktop scrum က Microsoft ကရှိသေးဘူး။အဲတော့ software installation လေးတော့ရှိတယ်ပေါ့နော်။ Windows 10နဲ့မှာကျွန်တော်ဒီကောင်ချက်မထားရတဲ့အတွက်ဒီမှာကျွန်တော်တို့ဒါလေးကို start menu ခေါ်ပါတယ်နော်။ keyboard မှာလည်းပါတယ်။ဒါကို window key လို့လည်းခေါ်တယ်။ start key start menu သုံးမျိုးလုံးခေါ်လို့ရတယ်။အဲတော့ကျွန်တော်ဒီကောင်လေးကိုနှိပ်လိုက်တာနဲ့နှိပ်တယ်ဆိုတော့ mouse ကို click တာပါတကယ်နော်။ mouse ကို click ပဲဆိုတော့ mouse မှာကျွန်တော် upward အဲသူ့ရဲ့ဒီ click part နှစ်ပိုင်းရှိတယ်။ left နဲ့ right နော်ဒါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ click click ဆိုတာ left click ကိုပြောတာ left click ကိုကျွန်တော်တို့ left ဆိုတာယူထည့်မှာပြောပဲနဲ့ click အဲ့တော့ click ဆိုတာနဲ့ကျွန်တော် left ဆိုတာအားလုံးသိရမယ်တကယ်လို့လိုရလို့ property function တွားနေတဲ့ဆိုတော့ right click နော်အဲ့တော့ဘာလေးကို click like ဆိုတာနဲ့ကျွန်တော်တို့ကဒါဒီ left click လို့ပြောတာကိုပုံဒီမှန်ပဲ okay ဆက်သွားမယ်အဲ့တော့ start menu ကို click လိုက်မယ်ဒီမှာ microsoft word လေးတွေပဲဒါလေးကိုကျွန်တော်တို့ကအဲ့ဒီ click ဆိုတဲ့အပိုင်းမှာပဲ quick control လောက်ဖို့အတွက် fix ဆိုတဲ့ long press လို့ခေါ်တဲ့သူ့ပုံမှာ let let new နဲ့ဒီတိုင်းပြလိုက်မယ်ဖြည်းဖြည်း quick control ပေါ့နော်ဒီလိုလေးဆက်လိုက်တယ် ဒါကို desktop icon ကို desktop ပေါ်ကိုပို့တယ်လို့ပြောလို့ရဟုတ်ပြီအဲ့တော့အဲ့လိုမျိုးပို့ထားတဲ့ဒီ microsoft word icon ကို double click နှစ်ချက်နဲ့ပြီးဖွင့်လို့ရဒါဒီ software ဖွင့်တဲ့ဒီနည်းပါအခြေခံအဖြစ်နော်ဒါ license နဲ့ risk နဲ့ကိုပြောတာပြန်တော့မရှိဘူးအဲ့တော့ကျွန်တော်ကဒီမှာ microsoft word ဒီမှာ center ကအချိန်နဲ့တော့ကျွန်တော်တို့နှုတ်ဆက်တယ် good morning ပိုင်းပေါ့ okay အဲ့တော့ဒါက microsoft word ကိုစမြင်ရတဲ့ ui ပိုင်းလို့ပြောလို့ရတယ်ဒါဒီလိုမျိုးလည်းဖွင့်လို့ရတယ်ဆိုတော့နောက်တစ်နည်းကဘယ်လိုဖွင့်မလဲအဲ့ဒီ start menu မှာပဲဒီလိုကဒီ word ပေါ့နော်ဆိုတော့ကျွန်တော်မြန်မာကောင်းဖြစ်သွားလို့ ဝါစပီရှိုင်လည်းဒီလိုမျိုးဥပန်းဖွင့်လည်းရတယ်အဲ့တော့ Microsoft ဖွင့်တဲ့နေရာ icon ကိုနှိပ်မလားတက်ပြီးတော့နေရှာမလားနောက်ဆုံးပိတ်အဆင့်ကတော့ကျွန်တော်တို့က shortcut အနေနဲ့ run box ကိုခေါ်မယ် run box ကနေပြီးတော့ win wa လို့ခေါ်တာပါ win ဒီကျွန်တော်တို့ Microsoft Windows ပဲကနော်အဲ့မှာပေါ့တနည်းအားဖြင့် wa ပေါ့နော် shortcut တို့ပေါ့ဒါဆိုလည်းဒီအနေကိုဖွင့်ရတယ် okay ဒါဆို Microsoft Word ဖွင့်ပြီးတုံးခုပေါ့နော်အဲ့ဒီနောက်မှာကျွန်တော်တို့ကဒီမှာမြင်တွေ့ရတဲ့အချိန်မှာ wa ရဲ့ main icon တုံးခုဒီ home new open ဟုတ်ဒီကျွန်တော်တို့ကအဲ့လိုပြောတာစစ်တက်ဆက်ပထမဆုံးစမြင်မယ်မြင်ခွင့်နေယူဒီ file တက်ခေါ်တာပါအဲ့တော့ဒီမှာမြင်ရတဲ့ file တွေ template file တွေအားဟုတ်နဲ့မှလည်းမရှိလားဆိုရင်ရှိပါလေဟုတ်ရဲ့ဒီအောက်မှာနေယူတက်ပေါ်တယ်ဟုတ်မှာပေါ်ဆုံးတော့ good morning အချိန်ကို line လုပ်ဆက်တယ်နေ့လယ်ဆိုရင် quick out ထန်လုပ်ဖြစ်မယ်ဒါအချိန် line တောင်းမှာပေါ့နော်ဒီမှာ sign ရဆိုတာအကောင့်ပေါ့နော် DRD ဘာအကောင့်လဲဆို Microsoft account ဝင်မယ် Microsoft account နဲ့တယောက်နဲ့တယောက်နဲ့ချိန်ပြီးတော့ကျွန်တော်တို့ file လေးကြည့်တာလေးရှိမယ်ဒီမှာဆိုရင်ကျွန်တော်တို့ data balance head more အခုညတောင်းမယ် question mark head တွေပေါ့နော် โอเคအဲ့တော့ new ဒီကျွန်တော် file တက်ခေါ်ဖို့ဒီအောက်မှာ template တွေရှိတယ်အဲ့တော့ Microsoft Word ကအကျဉ်းချင်းဘာတွေအတွက်အဓိကသုံးလဲဆိုရင်အားလုံးပြတဲ့အချိန်မှာကျွန်တော်ရုံးစာတွေစာပေးပါတယ်ရုံးစာဆိုတဲ့နေရာမှာရုံးမှာရှိတဲ့ကျွန်တော်တို့ cover letter CV brushing form တွေနောက်ပြီးတော့ one letter တတိပေးစာတွေပေါ့နော် notice board ကြော်ညာတွေစသဖြင့်ရှိမယ်ဒါပြီးရင်ကျွန်တော် senior စီကံထုတ်တဲ့ရေ rules and regulation အဲ့နောက်မှာအလုပ်လျှောက်ဖို့အတွက်တွေရောနောက်ပြီးတော့ အဲတနည်းအားဖြင့်ဒီမှာ report အစီအကံတင်ပြရတာရှိမယ်စာတို့ဖြစ်ပေါ့နော် pamphlet လိုအောင်မျိုးရဆာဒီမှာအကုန်ရှိရယ်လက်ကမ်းစာဆောင်ပေးရတယ် okay အဲ့တော့ကိုသုံးတိုက်တယ်လို့သုံးလို့ရမှာပေါ့နော် microsoft ပါအဲဒီကတော့ size size bank ဦးစားပေးတယ် open ဒီကျွန်တော်တို့ကဒီမိကွန်ပျူတာမှာရှိစားတဲ့ file ကိုဖွင့်မယ်တနည်းအားဖြင့်ကျွန်တော်တို့ reset နေကြည့်လို့ရမှာပေါ့နော်ဒီကွန်ပျူတာထဲမှာရှိပြီးသား work file ကွန်ပျူတာထဲမှာမဟုတ်ပါဘူး online location အားလား location လို့ပြောတယ်အဲ့ဒီ play store browse တို့ one drive တို့အဲ့ဒီမှာလည်းဖွင့်လို့ရတယ် account account ကလက်ရှိ Microsoft account ဒီမှာဒီကျွန်တော်တောင်းထား2019 2019မှာ product activated ဖြစ်တယ်အဲ့တော့ activated ဖြစ်တဲ့တူတဲ့ဒီမှာကြည့်လို့ရတယ် activation phase လို့နော် need to activate subscribe ပေါ်လိုက်မယ် option option ကကျွန်တော်တို့က Microsoft account နဲ့ဒီ software နဲ့ပတ်သက်တဲ့နောက်ကမှရှိတဲ့ setting တွေပါမယ်ဘာလေးပါမလဲဆို requirement တွေကျွန်တော်တို့ query set တူပါလေနောက် language ကြောင်းတာရှိမယ် display ဘိုင်းတွေရှိမယ် general tab မှာ ဲ proof ဖြစ်အဲ့လိုမျိုးစတဲ့ဖြစ်အမျိုးမျိုးရှိမှာပေါ့နော် okay ဒါကတော့ကျွန်တော်တို့ကပထမဆုံး home view မှာမြင်တွေ့ရတဲ့အတိုင်းအဲ့တော့ကျွန်တော်ဒါလေးကိုပြန်ပြီးတော့ပေးလိုက်ကြပ်ဖွင့်မယ် Microsoft ကဖွင့်တဲ့အချိန်မှာ Sona Lucas Money ပေါ်တယ်အဲ့မှာ blank document ကိုယူလိုက် blank document ယူမယ်အဲ့တော့ဒီဘက်က senior office ဆိုတာပြေးလိုက်မလိုဘူးပေါ့နော်အဲ့တော့ရေးကြည့်တာကျွန်တော် Microsoft တကူစောက်ဖွင့်မယ်ဆိုတော့ဒါလေးဒီ size size လို့မြင်ရမယ်သူ့ရဲ့အောက်မှာရှိတဲ့ status bar တွေရှိတယ်ဒီမှာဆိုရင် zoom bar ရှိတယ်ပေါ့နော်ဒါ zoom ဆွဲကြည့်လို့ရတယ် နောက်တစ်ခါဒီမှာ view mode တွေရှိတယ်ဘယ်လိုပုံစံမျိုးနဲ့ကြည့်မလဲဒီမှာလဲ icon shortcut တွေပေါ်တယ်ဟုတ်ပြီဒါကတစ်ပိုင်းပေါ့နော်အဲ့တော့ border တွေမှာသွားကြည့်မယ်ဆိုရင် listener မှာရှိတဲ့ document 1လို့ပြလိုက်ဘာမှ file name ပြင်မထိုင်ရင် document 1နဲ့သွားမယ် file name ပြင်တော့သူပေးတဲ့ file name နဲ့ပြောင်းသွားလိုက်မယ်ဒီနောက်မှာတော့ sign in နေနောက်ဒီဘက်မှာ icon ၃ခုရှိတဲ့အတိုင်းပဲ close icon visual down menu minimize maximize နော် minimize maximize ပေါ့နော်ဒါတွေရှိမယ်ဒီဘက်မှာကျွန်တော် customize ribbon text ဆိုလို့ရှိတယ်ဒါတွေကအခုအဆက်ဒီဘက်လို့လည်းခေါ်ရပါဘူးနော် ဒါလေးဒီကျွန်တော်တို့လိုချင်တဲ့ဟာလေးတွေတွေ့ open ကိုအမှန်ပြချင်မဲ့ဆိုလည်းဒီမှာ open ပေါ်လိုက်နောက်တစ်ခုက new comment ဆိုဒါ shop get လို့ခေါ်လို့ရတယ် sign နေမှာဆိုတော့ဈေးရောက်နေနေမှာရှိမှာပြထားတဲ့ပုံစံမျိုးပဲပေါ့နော် okay ကျွန်တော်ဒီ profile လေးတွေ9မိနစ်လောက်မှာဖြစ်တဲ့အတွက်ဒါဒီ power one နောက် part 2မှာဆက်ပြီးတော့ထပ်ပြီးတော့တခြားဘက်ကိုထည့်လိုက်တာပေါ့နော်